အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တရားပါလူလူကောင်းဆောင်အမေတော်ဆဆူကြီးနဲ့ပတ်သက်ပြီးတော့မိကွန်းလေးတွေကိုကျွန်တော်ဖြေးချပေးဖို့လည်းရှိပါတယ်လွန်ခဲ့တဲ့ရက်သက်ပတ်ကပေါ့နော်ဒီအမေစုနဲ့ပတ်သက်ပြီးတော့ဗေဒင်ဆံမတယောက်ကနေပြီးတော့မှအမေစုဒီပီပနိုင်ငံတော်နိုင်ငံမှာရှိနေတယ်သမဟုတ်ရင်နေပြည်မှာရှိနေရဲဆိုပြီးတော့မှပေါ်ရခုကိုတွေ့ရပါတယ်အဲဒီပို့စ်ကိုလည်းတော်တော်များများ လာနေကြပါတယ် နတ်ပီဆိုတဲ့အဓိပ္ပာယ်ကရှင်းတယ်အမေစုကတည်သွားပြီကွန်လွန်သွားပြီဆိုတဲ့ပုံစံမျိုးကိုကြီးညွှန်းတယ်ပေါ့နော်ပီပါဆိုတာကကျတော့အမေစုဒီဟိုပြောရမလို့ဆိုတော့မြန်မာနိုင်ငံတွင်းထဲမှာမရှိတော့ဘူးစစ်ကောင်စီကနေပြီးတော့မှနော်အခြားနိုင်ငံကိုပို့ဆောင်လိုက်ပြီဆိုတဲ့ကိစ္စပေါ့ကဲနောက်တစ်ခုကကျတော့ပါလဲဆိုတော့ဒီကျွန်တော်တို့ဒီဆရာတယောက်လာပုံကူတယောက်ပေါ့နော်ဒီအမေစုကိုအိမ်မက်တယ်အမေစုက ဟိုပြောရမယ်ဆိုရင်တော့ဒီလမ်းနေဒီနိုင်ငံကြီးကိုပတ်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ဆိုပြီးတော့ပြောပါတယ်အဲ့တော့ပြီးရဲ့အပြင်ကိုကျွန်တော်ရပိုင်းကမေဆုနဲ့ပတ်သက်ပြီးတော့ဗာများမေးခြင်းစရာရှိပါလေကျွန်တော်ကျွန်တော်ဖြေလို့ရတဲ့ဟာလေးတွေကျွန်တော်ရဲ့ဘီဒင်ရှူတောင်းကနေရောနမိတ်ရှူတောင်းရနေရောနော်ဒီဟော်ကင်းကြီးရဲ့ရှူတောင်းရနေကောပေါ့နော်ကျွန်တော်ကြောပြပေးမယ်ဆိုပြီးတော့မေးလိုက်တဲ့အခါမှာ 80ရာခိုင်နှုန်းသော အများစုကအားလုံးကဟာအမေစုဘရော့လုံးမလဲအမေစုဘရော့လုံးမလဲဆိုတဲ့မေးခွန်းမျိုးကိုပဲတိကထားပြီးတော့မေးလာတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကအမေစုဘရော့လုံးမလဲဆိုတဲ့အပိုင်းနော်အဲ့တော့မှာတော့အမေစုနဲ့ပတ်သက်ပြီးတော့လုံမြောက်နိုင်တဲ့အခွင့်အရေးအားနည်းနေရာကိုတွေ့ရတယ် ကျွန်တော်တို့ဟိုရေပိုင်းကတော့ဘယ်လောက်တောင်ခံမှန်းထားလဲဆိုတော့မေစုကိုဒီနှစ်မကုံခင်မှာဖြူချော့ပေးဖို့ရှိရေဆိုပြီးတော့ကျွန်တော်ဟိုပြောထားတာရှိတယ်ပြောမယ်ဆိုရင်ဟာအမေစုကိုဆွဲဆိုထားတဲ့အမှုတွေရှိတယ်အဲ့ဒီအကောင်လုံးကမတရားတစ်ဖြစ်ဆွဲဆိုထားတဲ့အမှုတွေရဲ့အများကြီးဘာမှုဘာမှုဘာမှုဆိုတော့အဲ့တော့ဒီအမှုတွေထရနေပြီးတော့မှဘေးမှုကိုတော့ဘလောက်ရာခိုင်နှုန်းထိဘလို့ရှင်နေထိ ဖေလျှော့ပေးလိုက်ပါလေဆိုတဲ့ကိစ္စမျိုးလာပါလိမ့်ဦးမယ်ယတိပြန်ကြီးရဲ့မေစုကိုလွတ်မြောက်ဖို့ဆိုတာမလွယ်ဘူးသေးပါဘူးအကယ်၍နောက်နှစ်ထဲမှာတော့မေစုကိုလှုပ်ပေးဖို့ရှိနိုင်သေးလားဆိုတဲ့မေးခွန်းအဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့တွေ့ရမယ်ဆိုတော့နောက်နှစ်ထဲမှာတော့ကျွန်တော်တို့အမေစုကိုလှုပ်ပေးဖို့အတွက်ယာကိုင်တော့ကဘာလောက်ရှိလဲဆိုတော့85ယာကိုင်လုံးရှိတယ် အဲ့ဒီချက်လေးပြောချင်တယ်။နောက်ပြီးရဲ့ခါကျတော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းအမြဲလှုပ်လေးရှိတယ်နှစ်ထနှစ်ဒီဇင်ဘာလရောက်တိုင်းမှာရောက်တိုင်းမှာနောက်နှစ်ရဲ့အနှစ်စာအကြောင်းလေးတွေကိုချုပ်ပြောတယ်။အဲ့ဒါကျွန်တော်မတွေ့ရသေးဘူးမချက်ရသေးဘူးကျွန်တော်အချိန်တစ်ခုယူအောင်မယ်။ဒီဇင်ဘာအတော်တင်းနဲ့မှာပြောဖို့ဆိုလို့ရှိတယ်။အဲ့ထဲမှာလည်းအမေစုနဲ့ပတ်သက်ပြီးတော့ဒီတစ်ခုပုံပါပါအောင်မလားဆိုတာကြည့်ပြမယ်။ Okay. နောက်တစ်ချက်ကြတော့ပါလဲဆိုတာမေစုကနိုင်ငံခြားမှာလားလုံးဝလုံးဝနိုင်ငံခြားမှာမရှိပါဘူးမြန်မာနိုင်ငံထဲမှာပဲရှိနေပါသေးတယ်နော်အမေစုကကွယ်လွန်သွားပြီလားလို့မေးခဲ့သည်ရှိတော့မကွယ်လွန်သေးပါဘူးတတိထင်ရှားရှိပါသေးတယ်ကျမ်းမာရေးကောင်းရင်လားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးကြီးရတဲ့လောက်ကကြတော့ကျမ်းမာရေးကောင်းမွန်တာကိုလည်းခံစားတွေ့ရှိရပါတယ် ဘာနဲ့ခံစားတွေးရှိရလဲဆိုပြောရမယ်ဆိုရင်ကျွန်တော်အင်းစိန်ကျင်းထောင်မှာကြားတဲ့အချိန်တုန်းကကျွန်တော်တိုက်မှာပြိမိနေတဲ့အချိန်ရှိတယ်။အဲ့ဒီအချိန်မှာကျွန်တော်လုံးလို့ရတဲ့အလုပ်ကဘာရှိလဲဆိုတော့တမထဝိပဿနာနောက်ပြီးတဲ့ခါကျတော့ကျွန်တော်ရုပ်ဖတ်တဲ့ဆဲခါရမန္တန်ကိုရုပ်ဖတ်တာဗတိစိတ်တာဒီလုပ်တွေကိုပဲလုပ်ဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီအေးစိတ်ထားကိုရောက်ရှိရတလားနှစ်လားတော့ဒီမှာ အပြင် information တွေမရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကညာဘက်ညာတိုင်းမှတိုင်းမှာပရိစိတ်တဲ့ဒီကျင့်စဉ်တွေကျင့်နေပြည့်ရခါမှာအပြင်ကိုအာယုံပြုတ်ပြီးမှအပြင်မှာဘာဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်အာယုံခံအာယုံပြုတ်ပြီးတော့ဓမိတ်ယူနေရှိတယ်ဓမိတ်စကန်ယူနေရှိတယ်အဲ့တော့ကျွန်တော်ရဲ့အိမ်မက်ထဲမှာတော့လာကောင်းကျွန်တော်ဒီတရားဟိုင်တဲ့အခါမှာအမြင်ဆက်မှာတော့လာကောင်းဘယ်နေရာမှာဘာဖြစ်နေပြီဆိုတဲ့အကြောင်းညာနဲ့ပတ်သက်ပြီးရောကျွန်တော်မြင်ရတာရှိတယ်ကျွန်တော်လည်းအတူတူ ဟိုပေါ့နော်ကျွန်တော်နဲ့အတူတူတိုက်ဆက်တဲ့မှာနေခဲ့တဲ့ဆရာကြီးတွေတော်တော်များများသိပါတယ်ဖိုးဆရာကြီးဆိုလည်းတခုဆိုရင်အပြင်မှာလုံမြောက်သွားတဲ့ဆရာကြီးတွေလည်းအများကြီးရှိပါပြီဟိုသူတို့ဆိုလည်းအာလုံးတက်တည်ခံနိုင်နေကျွန်တော်အဲ့ရနိုးပြီဆိုတာနဲ့ဟာကျွန်တော်မေးရဲ့ဟဲ့ဘာနမိတ်ညင်သေးတယ်ဘာရင်ညင်သေးတယ်ပြင်မှာဘာရင်ဖြစ်နေလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုပြင်မှာဘာဖြစ်နေတယ်ပြင်မှာဘာဖြစ်နေတယ်ဘာရင်ရှိနေတယ်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် အားလုံးကိုပြောပြပေးဦးတာရှိတယ် အဲ့တော့ဟိုအမေစုကပြောရမယ်ဆိုရင်တမထဝိပဿနာမှာအတိုင်းဓာတ်တစ်ခုထိဒီကျွန်တော်တို့တရားစကံကို တရားပေါ့နော်တရားဒီကျင့်စဉ်တို့ပြောရမယ်ဆိုတော့တရားအဆင့်ပေါ့နော်တရားအဆင့်ဒီအဆင့်တစ်ခုရောက်နေပြီဗျာအဆင့်တစ်ခုရောက်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုရင်ပြင်မာပြည်သူတွေကနေပြီးတော့သူရှိကိုမြေတာ ပို့တာပေးရတယ် အမေစုကျမ်းပါစေကြောင်းဆိုပြီးတော့ဆူတောင်းပေးရတယ်ကိုလည်းအမေစုကြားပါတယ်ခံစားပါတယ်အပြင်မှာ တွေ့ကြုံခံစားနေရတဲ့ဆိုးရွားမှုတွေပျက်စီးမှုတွေဝမ်းနည်းပူဆွေးမှုတွေကိုလည်းအမေစုအနေနဲ့သူ့ရဲ့တရားသဘောကနေပြီးတော့တရားအစစ်နေရနေပြီးတော့မှမြင်နိုင်စွမ်းရှိပါတယ်အဲ့ဒီချင်းရတွေကြောင့်မလို့စစောကကျွန်တော်ပြောခဲ့တဲ့အရှိမပြောခဲ့သူလိုမျိုးပဲပေါ့အိမ်မက်ထမ်းမှာအမေစုကလျှောက်သွားနေရဲသွားလာနေရဲဆိုတာကလည်း ဖြစ်နိုင်ပါတယ်အဲ့ဒါကဘာလဲဆိုစိတ်တကိုးလို့ခေါ်တဲ့စိတ်စွမ်းအင်တွေတမာရီရဲ့စွမ်းအင်တွေနောက်ပြီးတော့တရားတွေရဲ့ဟိုအစစ်နေကြောင်းမလို့မြင်နိုင်စွမ်းသိနိုင်စွမ်းနေတယ်မိစုမှာရှိပါတယ်ဆိုတာကိုလည်းကျွန်တော်နေတယ်ပြောပြခြင်းနဲ့အဲ့တော့မေစုဒီတတိတင်ကြာကြမ်းကြမ်းမှမှရှိပါသေးတယ်ပြောရမယ်ဆိုရင်တော့အမေစုမှာလက်ရှိမှာဒီ အသက်သေဆုံးမှုတက်ကံအကြောင်းတရားကိုကျွန်တော်အနေနဲ့ဘယ်လိုနည်းနဲ့ထဲမှလည်းရှာမတွေ့ပါဘူးစစ်ကောင်စီရနေရလဲဒီအမေစုကလည်းဘယ်လိုနည်းနဲ့ထဲမှလည်းဒီအသက်အန္တရာယ်ဖြစ်အောင်လဲလုပ်ဖို့လည်းမရှိပါဘူးထိမ့်သိမ်းထားရုံတသက်ပဲသူတို့မှရှိပါတယ်အဲ့တော့ဟိုအားလုံးပဲပေါ့နော်အားလုံးဆူတောင်းပေးနေကြတယ်အားလုံးဆူမတောင်းပေးနေကြတယ်ဆူတောင်းစကားတိုင်းကအမေဆူ ကြားပါတယ်သိပါတယ်မြင်ပါတယ်ခံစားရပါတယ်အဲ့တော့ဟိုဒါဆိုရင်တော့ကျွန်တော်ပြောချင်တဲ့ဟာတော်တော်များကိုပြောပြပြီးလို့ထင်ပါတယ်အဲ့တော့မေဆုကျမ်းပါပါစေအမေဆုကျမ်းပါပါစေအမေဆုကျမ်းပါပါစေအမေဆုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေဆုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေဆုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေ 2026ကတော့ပြောရမယ်ဆိုရင်တော့တော်တော်များများလွန်မြောက်မဲ့နှစ်လို့ပြောလို့ရပါတယ်။နိုင်ငံသမားတွေကနိုင်ငံအချင်းသားတွေကနိုင်ငံအချုပ်သားတွေကအဲ့ဒီမှာအမေစုကလွန်မြောက်နိုင်မှုရခိုင်းတော့85%တိုင်းလို့ရှိပါတယ်။မတည့်မထားတဲ့နိုင်ငံလှက်ွက်တွေ2026မှာရောက်လာဖို့ရှိပါတယ်ဖြစ်လာဖို့ရှိပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်2026 ြန်မာနိုင်ငံဟော့ကိန်းဆိုရက်အပိုင်းမှာဆက်ဆောင်ကြည့်အောင်ကျွန်တော်ကိုယ်တိုင်လည်းမသိသေးဘူးကျွန်တော်ကိုယ်တိုင်လည်းအာရုံမပြူပါသေးဘူးဟိုဒါနဲ့ပတ်သက်ပြီးတော့အချိန်မယူပါသေးဘူးအချိန်မယူပါသေးဘူးပေါ့နော်အဲ့တော့မေဆုကျမ်းပါပါစေခင်ဗျာမေဆုကျမ်းပါပါစေမေဆုကျမ်းပါပါစေတတ်တော်ရကြရှေးပါစေမြန်မာနိုင်ငံကြီးတိုးတက်ကောင်းမွန်တဲ့မြန်မာနိုင်ငံကြီးကအနည်းဆုံးတော့မြန်မာလူတွေ ཁྱི